ဝင်ငွေတိုးအောင်လုပ်ရမယ်အသုံးစိတ်လျှောက်ရမှာဖြစ်တဲ့အတွက်အခု USS ကိုဖြတ်သိမ်းပြီးတော့မှတချို့လုပ်ငန်းရပ်တွေရှိပါတယ်ကျွန်တော်စဉ်သက်ပြီးတော့အရောက်ဝေရတာတို့ဇီးဒီပန်းမှောက်တာတို့တွေကိုတန်းတဲ့စစ်စစ်ရပါလိမ့်မယ်မြန်မာပြည်အောင်စုဟာအခက်အခဲတစ်ခုကိုရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါတယ် အဲ့တော့အစိုးရ liberal ကအမေရိကန်ပြည်အောင်စုရဲ့လူမှုတိုင်ဝင်ကိုပြန်လဲ၆ဖန်နေပြီ ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လေ့လာသိရှိရမှာဖြစ်ပါတယ်အဲ့တော့ရခိုင်နှောင်းနေကနိုင်ငံတည်ထောင်စကြရေးကလူပေါင်းစုံလာနေတဲ့အဲ့ဒီချိန်တော့ကစီကံလိုက်လာတာဒါနေထိုင်တဲ့လူပုဂ္ဂိုလ်တွေဟာအမေရိကန်ပြည်အောင်စုမှာသင်္ဇာတာတွေပေါ်ကျပါတယ်ဘလို့မှန်မှန်ကန်ကန်လုပ်မယ်စူးစမ်းမယ်လေ့လာမယ် ဧရိယာကျက်ပြန်းတဲ့အတွက်တန်ဇာတာဟလာပေါ်များတဲ့ဒေသတွေမှာတတုတူးတဲ့လူဟာတူးတယ်ရွှေတူးတဲ့လူဟာတူးတယ်စိုက်ပျိုးရေးလုပ်တဲ့လူဟာလုပ်တယ်မွေးမြူရေးလုပ်တဲ့လူဟာလုပ်တယ်စသဖြင့်နေထိုင်လာပြီးတော့မှအမေရိကန်ပြည်ထောင်စုရဲ့ Federal စနစ်မှာရှိတဲ့ဥပဒေတွေလိုင်းလာတယ်ပတ်ဆိုင်ရာပြည်နယ် light ချမှတ်ပြဌာနတဲ့ဥပဒေတွေကိုလည်းစနစ်တကျလိုင်းလာတာဖြစ်တဲ့အတွက်အမေရိကန်ပြည်ထောင်စုဟာ melting pot ဟင်းလေးဦးကြီးရနေပြီးတော့ဗာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဆင့်ကိုရောက်ရှိလာပါတယ်။အဲလိုရောက်ရှိလာတဲ့အချိန်မှာလူပြားကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်ပြည်ထောင်စုဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်ရောက်ရှိလာတယ်။ချမ်းသာလာတဲ့အကြောင်းရင်းအားလည်းသူ့ရဲ့နိုင်ငံရဲ့ဘူဝါဒတွေချမှတ်တာကောင်းတယ်။နိုင်ငံကိုတည်ဆောက်နေတဲ့အချိန်ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နေတဲ့အချိန်မှာကမ္ဘာပြည်ပရေးရာတွေမှာပါဝင်ဆက်ဖက်ခြင်းလုံရှားခြင်းမရှိပဲမိမိနိုင်ငံတိုးတက်အောင်ဆောင်ရွက်တဲ့ကာလ nationalization nationalism ဖြစ်သုံးတဲ့ကာလတွေမှန်ကန်ခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဆိုဗီယက်ပြည်တော်စုနဲ့ဝါဒရေးရအရကွဲပြားခဲ့ပါတယ်ဒုတိယကမ္ဘာစစ်မှာတော့အတူတကွတိုက်ပွဲဝင်ခဲ့တဲ့အဓိကနိုင်ငံ၄နိုင်ငံရှိပါတယ်ဗြိတိန်ပြင်သစ်ရုရှားနဲ့ကျွန်တော်တို့အမေရိကန်ပြည်တော်စုတို့ဟာအဖွဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ ရုရှားနိုင်ငံဟာကွန်မြူနစ်စနစ်တွေပြန်ပွားလာတဲ့အတွက်အမေရိကန်ပြည်တော်စုနဲ့ဘာသာရေးအရာကွဲပြားလာခဲ့ပါတယ်။အဲဒီအနေပြီးတော့မှကျွန်တော်တို့အမေရိကန်ပြည်တော်စုဦးဆောင်တဲ့နေတူအဖွဲ့ကြီးပေါ်ပေါက်လာပါတယ်။လာလို့ပဲ USSR ပေါ့အရင်တော့ဆိုဗီယက်ပြည်တော်စုလို့ခေါ်တဲ့ USSR ဦးဆောင်တဲ့ဝါဆော့စစ်စာချုပ်အဖွဲ့နှစ်ဖွဲ့အားပြိုင်ပါတယ်။အဲတော့စေရေးတိုက်ပွဲကာလအတွင်းမှာ အရင်ရှင်နဲ့ကွန်မြူနစ်အဖွဲ့ကြီးနှစ်ဖွဲ့ဟာဘုရားစုနှစ်ခုဟာအပြန်အလှန်နိုင်ရဖို့ကြိုးပမ်းရင်းနဲ့1992ခုနှစ်နောက်ပိုင်းမှာတော့ကျွန်တော်ရေဆာပြည်တော်စုကြီး15ပိုင်းကျွေးသွားပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်ပြည်တော်စုဟာကမ္ဘာပေါ်မှာတိုင်ပက်ကင်းတဲ့နိုင်ငံကြီးတစ်ခုဖြစ်ရပ်တည်ခဲ့ပြီးလက်ရှိနိုင်ငံကဆက်ဆံရေးမှာယူနီပိုလာလို့ခေါ်တဲ့ကျွန်တော်တို့ဧကမန္တန်ဧကဝင်ယူဆိုတဲ့နိုင်ငံတစ်ခုဖြစ်ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာမေရီယန်ပြည်တော်စုမှာကုံတော်ရေးအမွာနီအောင်တိုက်ခိုက်ခံပြီးနောက်မှာမေရီယန်ပြည်တော်စုဟာအာဖဂန်နစ္စတန်ကိုတိုက်ခိုက်ဖို့အတွက်စီစဉ်ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာယူနီပိုလာလို့ခေါ်တဲ့ကျွန်တော်တို့ဧကမန်နိုင်စနစ်ပြည်ရင်းသွားပြီးအာဖဂန်နစ္စတန်ကိုတိုက်ဖို့အတွက်ကျွန်တော်တို့အခြားသောနေတို့ဖွဲ့ဝင်နိုင်ငံများနဲ့ဆွေးနွေးစီရင် လုဆောင်ခဲ့ရပါတယ်။အဲဒီအချိန်မှာကျွန်တော်တို့နောက်ဆုံးအဖန်နဆန်ကိုဝေရောက်တိုက်ခဲ့တယ်။တိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအခုပြန်ပြီးတော့အဖန်နဆန်အမေရိကန်အဖွဲ့တွေပြန်လဲရုပ်သိမ်းခဲ့ရတဲ့အခြေအနေမျိုးရောက်ရှိခဲ့ပါတယ်။ဒါတော့ကျွန်တော်တို့အမေရိကန်ပြည်တော်စုရဲ့အခြေအနေရရဖြစ်ပါအဲ့လိုဖြတ်တန်းလာတဲ့ကာလသမိုင်းတစ်လျှောက်မှာအမေရိကန်ပြည်အောင်စုဟာကမ္ဘာတစ်ဝန်းလုံးမှာအကူအညီတွေများစွာပေးခဲ့ပါ အဲ့လိုပေးခဲ့တဲ့နေရာမှာလက်ရှိအမေရိကန်ပြည်ထောင်စုရဲ့အခြေအနေအရရအားရခင်လိုနေလို့မရတဲ့အခြေအနေတရက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဘယ်လိုရောက်ရှိလာလဲကျွန်တော်တို့ကိန်းကနန်းနေရလေးလာဆန်စစ်ဖို့လိုလာပါပြီလက်ရှိအမေရိကန်သမ္မတ49ဦးမြောက်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာလှုပ်ဆောင်လာတဲ့လှုပ်ဆောင်ချက်တွေရဲ့နောက်ွယ်မှာအကြောင်းမျိုးစုံဒီရှိနေပြီဖြစ်ပါတယ် ်ငဲလုံးများတဲ့ဂိမ်းကနိုင်နေရတော့တင်းအချက် American ပြည်တော်စုမှာကျွန်တော်တို့ budget deficit budget လုံးဝပြနေတယ် budget လုံးဝဘယ်လိုပြတာလဲဒီကတော့နိုင်ငံတနိုင်ငံလုံးရဲ့ဝင်ငွေကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးမှာကောက်ခံရရှိတဲ့အခွန်ငွေတွေအခြားသောကဏ္ဍရအလိုက်ရတဲ့ငွေတွေအလုံးပေါင်းပြီးတော့မှသုံးတဲ့ငွေနဲ့နှိုင်းယှဉ်လိုက်လို့ရှိရင် ုံးတဲ့ငွေကပုံများပြီးတော့မှ ရတဲ့ငွေနည်းနေတာကို budget deficit လို့ခေါ်ပါတယ်။ဘာသာရေးရလုံငွေပြနေပါတယ်။နောက်တစ်ခုကတော့ trade deficit ကုန်သွယ်ရေးရလုံငွေပြနေတာဖြစ်ပါတယ်။ကုန်သွယ်ရေးရလုံငွေပြနေတာကတော့မိမိနိုင်ငံကိုသွင်းတဲ့သွင်းကုန်ပမာဏရဲ့တန်ဖိုးနဲ့မိမိနိုင်ငံကပြန်ပြီးတော့မှပို့တဲ့ပို့ကုန်ပမာဏတန်ဖိုးကိုတွက်ကြည့်လိုက်လို့ရှိရင် သွင်းလုံးပမာဏများတာဖြစ်တဲ့အတွက်ကိုကဘေးဝယ်ရတဲ့ကိုကငွေသုံးရတာများတယ်။ပြန်ရတာနည်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့က trade deficits လို့ခေါ်ပါတယ်။နောက်တစ်ခုကတော့ debt resilient လို့ခေါ်တဲ့ကျွန်တော်တို့ချင်းငွေတွေကိုခံနိုင်တဲ့စွမ်းအားပမာဏလိုအပ်ပါတယ်။အဲ့ဒါလေးဟာအဓိကကြတဲ့အကြောင်းအရာအချက်လေးရှိပါတယ်။လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့အခြေအနေအရတာတော့ လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့ကျွေးမီအားလုံးစုစုပေါင်းကတော့36.2 trillion ရှိပါတယ်။အဲ့ဒီထဲမှာကျွန်တော်တို့36.2 trillion ဆိုတဲ့အကျွေးမှာလူတူချင်းအတွက်အမေရိကန်ဒေါ်လာ36,106ဒေါ်လာအကျွေးရှိနေပါတယ်။နောက်ထပ်36.2 trillion ရှိတဲ့အကျွေးတွေအတွက်နေ့စဉ် everyday အတူနှစ်တက်မှ6ဘီလီယံပေးနေရပါတယ်ဒီကိန်းကနန်းတွေကြောင့်လက်ရှိအခြေအနေကြောင့်အမေရိကန်ပြည်တော်စုဟာမကြာမီကာလအတွင်းမှာကမ္ဘာအချမ်းသာဆုံးနိုင်ငံအဆင့်ဖြစ်ကနေလျှော့ကြတော့မှာဖြစ်ပါတယ်အဲဒီတော့ကိန်းကနန်းတွေဟာတော့ကျွန်တော်တို့ရင်းပယ်လို့ရတာမဟုတ်ပါဘူးတရားဝင်အဖွဲ့အစည်းတွေရဲ့ကိန်းကနန်းများအရပေါ်ပြရခြင်းပဲဖြစ်ပါတယ်36.2 trillion ရှိတဲ့အကျွေးတွေရဲ့ တူချင်းပေးဆက်ရမယ်ကြွေးတွေရဲ့နေ့စဉ်ပေးဆက်ရမယ်အတူတုံးတွေရဲ့တွက်လိုက်လို့ရှင်အချိန်နေအရရဟာလုံးဆောင်ချက်တစ်ခုခုကိုလုံးရနိုင်မယ်လို့အဖြေထွက်ပါတယ်အဲ့ဒီအတွက် budget deficit ဘာနာရေးရလုံငွေပြလို့ရှင်ရဲ့ဝင်ငွေတိုးအောင်လုပ်ရမယ်နောက်တစ်ချက်ကအသုံးစိတ်လျှော့ဝင်ငွေတိုးအောင်လုပ်ရမယ်အသုံးစိတ်လျှော့အောင်မှာဖြစ်တဲ့အတွက်အခု USS ကိုဖြတ်သိမ်းပြီးတော့မှတချို့လုပ်ငန်းရပ်တွေရှိပါတယ် ကျွန်တော်စင်သက်ပြီးတော့ရောက်ဝေရတာတို့ဇီဒီဘာမောက်တာတို့တွေကိုတန်းတဲ့စစ်စစ်ရပါလိမ့်မယ်နောက်တစ်ခုကတော့ trade services ကုန်သွယ်ရေးရလုံးဝကျနေတာဖြစ်တဲ့အတွက်မိမိနိုင်ငံရဲ့သွင်းပုံတွေရှော့ပြီးတော့ပို့ကုန်တွေကိုတိုးမြှင့်ရမှာဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းရပ်တွေမလုံခံဘူးဆိုလို့ရှိရင်သူတစ်ပါးနိုင်ငံကသွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်ကိုအခွန်တိုးမြှင့်ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိတော့ ਨੇ ထရန်ရဲ့လုံဆောင်ချက်တွေကနိုင်ငံအတွင်းထဲမှာရှိတဲ့ ပကတိအချိန်နေရရတွေကိုသိရှိပြီးတော့မှလှုပ်ဆောင်နေရခြင်းဖြစ်တယ်လို့ကျွန်တော်တို့လေးလာတုံ့ပြန်ချက်တစ်ခုရပေါ်ပြနိုင်ပါတယ်။ဘာလို့အမေရိကန်ပြည်တော်စုဟာအခုလိုအချိန်နေရေကိုဘာကြောင့်ကြောက်လာလဲဆိုတာလေးဒါတွေးစရာလေးတွေဖြစ်လာပါတယ်။အဲတော့ယူနီပိုလာလို့ခေါ်တဲ့ဧကမန်နိုင်းစနစ်အမေရိကန်ပြည်တော်စုအခုတည်းကနေပြီးတော့မှကျွန်တော်တို့ကမ္ဘာကြီးအရေးမှာပါဝင်လာတဲ့ဝေကြီးတွေကုန်ကြခံနေတဲ့ ကာလဘလောက်တိနှစ်ပေါင်းဘလောက်တိအမေရိကန်ပြည်တော်စုကကြာခံနိုင်ပါလေအဲ့လိုကြာခံနေကြတဲ့အမေရိကန်ပြည်တော်စုကဘလို့အခြေအနေမျိုးကိုဆက်ရောက်သွားနိုင်တယ်ဆိုတဲ့ဟာကိုတချို့သောအမေရိကန်ပြည်တော်စုမှရှိတဲ့ပညာရှင်တွေလေ့လာသုံးသပ်နေကြပြီဖြစ်ပါတယ်အဲ့ဒီတော့လိုအပ်တဲ့လုံဆောင်ချက်များကိုလုံဆောင်နေခြင်းဖြစ်တယ်လို့ကနဦးကျွန်တော်တို့လေ့လာလို့ရရှိမှာဖြစ်ပါတယ်အဲ့တော့ကိန်းကနန်းနေရဖြစ်လာတဲ့အချိန်မှာပဲအခြားသော အကြောင်းတရားများလည်းပါဝင်လာပြီးဖြစ်ပါတယ်။အရောအရင်တော့ကကဘာပေါ်မှာလူခွင့်ရေးဒီမိုကရေစီရေးအကြောင်းပြုပြီးတော့မှနိုင်ငံရေးကြောင်းလဲလာပြီးသဆိုင်ရာဒေတာတွေနိုင်ငံထူမှာအခြေအနေရတဲ့ကြောင်းလဲလာပြီးဆိုလို့ရှိရင်သဆိုင်ရာနိုင်ငံတွေကပြည်သူတွေကတိုင်းတစ်ပါးကိုထွက်တဲ့အမေရိကန်ပြည်အောင်စုကိုဝင်ရောက်ဖြင့်ရှားဖို့ကြိုးပမ်းကြတယ်ပရမဆင်အရော refugee status ဒုက္ခသည်အဆင့်နဲ့ရောက်တဲ့ ီတော့မှကျွန်တော်တို့နိုင်ငံတွေကိုမျှဝေတယ်အထူးသဖြင့်တော့ဟိုယောဘနိုင်ငံတွေကအရင်တော့ကျွန်တော်တို့အဲ့လိုဒုက္ခတဲ့အမိခံပြီးတော့မှလူခွင့်ရေးဒီမိုကရေစီရေးအမိခံလာတဲ့လူပုဂ္ဂိုလ်တွေကိုနိုင်ငံအလိုက်ခွဲပြီးတော့မှလက်ခံနေရှိပါတယ်အဲ့လိုလက်ခံတဲ့အထက်မှာနိုင်ငံပေါင်းစုံကဒုက္ခတဲ့အမိခံနိုင်ငံရေးရခေါလုံးတဲ့သူလူမျိုးရေးလူခွင့်ရေးဒီမိုကရေစီရေးလှုပ်ရှားတဲ့လူတွေဟာအမေရိကန်ပြည်ထောင်စုကိုနှီးပေါင်းဆောင်နေရောက်ရှိခဲ့ပါတယ် အဲ့လိုရောက်ရှိခဲ့တဲ့အချိန်မှာအချိန်ကာလအတိုင်းအတာတစ်ခုရောက်တဲ့အချိန်မှာအဲ့ဒီလိုအကြောင်းမျိုးမျိုးကြောင့်ဒီမိုကရေစီရေလူခွင့်ရေရလက်ခံထားတဲ့မေဂန်ပြည်တော်စုကိုရောက်နေတဲ့တိုင်းတစ်ပါးသားတွေဟာအခြားသော နိုင်ငံရေးပြောကလူမှုရေးပြောကဘာသာရေးပြောကတွေဝင်ရောက်ချင်ခံပြီးဖြစ်ပါတယ်။အဲ့တော့မေဂန်ပြည်တော်စုသတိထားမိခဲ့တဲ့အကြောင်းအရာကတော့9/11ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အချိန်မှာ9/11ဖြစ်စဉ်ဖြစ်ရက်ကို အကောင့်ထဲပေါ်တဲ့ပုံကိုယ်တွေဟာအမေရိကန်ပြည်ထောင်စုအတွင်းမှာကာလတာရှည်အခြေချနေထိုင်ခဲ့သူများဖြစ်ပြီးတော့အဆိုပါလူပုံကိုယ်တွေကိုပြပကနေပြင်ပကနေစေခိုင်းတဲ့အရာတွင်တာဝါကိုတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ပြောချင်တာကတော့တိုင်းတစ်ပါးကနေရောက်ရှိခြေချနေထိုင်တဲ့လူပုဂ္ဂိုလ်တွေဟာမျိုးသားလုံခြုံရေးနိုင်ငံတော်လုံခြုံရေးကိုချိုးဖောက်လာတဲ့ဆိုတဲ့ဟာကိုအဲ့ဒီအချိန်မှာ တစ်ချက်ရေးပြမိတာရှိပါတယ်။အဲဒီတော့ဒီမိုကရေစီရေးလူ့ခွင့်ရေးအခြားသောအကြောင်းအရာအမျိုးမျိုးပြပြီးတော့နိုင်ငံတွင်းရောက်ရှိလာခဲ့တဲ့လူတွေအထက်မှာစီကံလိုက်လာတဲ့စီစနစ်တကြားနဲ့နေထိုင်တဲ့မရီယန်တီရောင်စုရဲ့အကျိုးကိုသက်ဖို့နေတဲ့ပုဂ္ဂိုလ်များအတွက်တော့ပြဿနာမရှိပေမဲ့အခြားသောနိုင်ငံရေးစီးပွားရေးလူမျိုးရေးဘာသာရေးလုံခြုံရေးနဲ့ပတ်သက်တဲ့အယောင်သွေးစုံလင်ပူကပ်လာတာဖြစ်တဲ့အတွက်အမေရိကန်ပြည်ထောင်စုဟာ လက်ရှိကာလမှာလှုပ်ဆောင်တဲ့လှုပ်ဆောင်အသည့်တွေကိုလှုပ်ဆောင်နေရခြင်းဖြစ်ပါတယ်။ဒါရောကနဦးအမေရိကန်ပြည်အောင်စုရဲ့အကြောင်းလေးကျွန်တော်တို့ခြေစင်းတင်ပြခြင်းဖြစ်ပါတယ်။